ကြောက်တွေထဲမှာတိတ်တိမဟိတ်တီပြီးတဲ့ကြောက်ကလေးတွေရှိတယ်။ဒီဃာနဲ့ကြောက်ကလေးဂျာဃာနဲ့ကြောက်ကလေးကကြတော့သူကထူးခြားမှုရှိတယ်။ကိုယ့်ရဲ့စောက်တီထားတဲ့တီလာတွေပေါ်မှာမူတည်ပြီးတော့သူ့ရဲ့အစွမ်းတက်တီတွေကွာခြားသွားတာတွေရှိတယ်။ဥပမာကိုက9ပါးတီလာလုံရင် လုံတယ်လို့ကိုက9ပါးတီလာလုံရင် လုံတယ်လို့မျိုးသူကအစွမ်းတက်တီရှိတယ်။ တီလာမလုံရင်လည်းမလုံတယ်လို့ကိုမယူသားရင်မယူသားတယ်လို့လဲသူ့စီကနေတံပြန်တက်ရောက်မှုတွေရှိတယ်။အဲ့တော့သူကသူကဘလိုလူတွေဆောင်းတဲ့လဲဆိုလို့ရှိရင်အတိုက်ခိုက်များတဲ့သူ နော်အတိုက်ခိုက်များတဲ့ပထမဆုံးအနေနဲ့အတိုက်ခိုက်များတဲ့သူတွေဆောင်းတဲ့ ਨੇ ကိုကလည်းတီလာရှိတယ်အဲဟို ဖျားတရားလေးလုပ်တယ်ဆိုလို့ရှင်ဒီဂါနဲ့ကြောက်ကလေးကအန်ဒီရဲ့တခုခုကြုံလာပြီဆိုလို့ရှင်ကြုံလာတော့မယ်ဆိုလို့ရှင်ကြိုတင်ပြီးတော့သတိပေးတတ်ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှင်သူ့ရဲ့ကြောက်အယောင်ပြောင်းသွားတာပါကြောက်အယောင်ငခုအယောင်မဟုတ်ပဲနဲ့တခြားအယောင်တစ်ခုပြောင်းသွားတယ်အဲ့ဒါမျိုးဆိုလို့ရှင်ဒါ အန္တရာယ်တစ်ခုခုကြာရောက်တော့မယ်လို့အဲတတ်မှတ်လို့ရတယ်ပေါ့နော်အဲနောက်တစ်ခုကဘာလဲဆိုလို့ရှင်ဒီဂါနက်ကလေးကိုစောင်းတဲ့သူတွေကတငယ်ချင်းတွေစီကဆွေမျိုးမိဘတွေစီကအချစ်တွေကိုသူကရတတ်တယ်နော်ပြီးလို့ရှင်နောက်တစ်ခုကကြတော့ဘသူတွေစောင်းတဲ့လဲဆိုလို့ရှင် creator တွေဆောင်တဲ့ ਨੇ เนาะသူက T twin ကြံစမှုညံတွေကိုပို့ပြီးတော့တိုးတက်စီတယ်ပို့ပြီးတော့ အတွေးအစ်အမြင်အစ်တွေအဲလိုမျိုးရရှိစီပြီးတော့ဖန်တီးမှုအစ်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 တွေကိုရရှိစီရဲဆိုပြီးတော့သူ့မှာအစွမ်းတက်တီလေးရှိပါတယ်။နော်ဒါကတော့ကျမခံတဲ့ကြောက်ကလေးအကြောင်းကိုပြောပြတာပါ။ဒီကြောက်ကလေးကြိုက်တယ်ဆိုလို့ရှိရင်တော့လာမေးလို့ရတယ်။သူက၃သိန်းဝန်းကျင်တော့ရှိတယ်နော်၃သိန်းဝန်းကျင်တော့ရှိပါတယ်။အော်ကြိုက်တဲ့သူကတော့လာမေးပါ။ဒီနေ့ကတော့စပင်းစပင်းအုပ်စလောင်းကြီးနဲ့အိတ်ခါနီးအခုမှမီးလာလို့အခုမှတစ်တော့ရိုက်ပြီးတော့တင်လိုက်တာဆိုတော့ နည်းနည်းတော့ဒီခံကြเนาะအဲ့တော့ဒါဒီနေ့ကတော့ကျမဂါနဲ့ကြောက်ကလေးအကြောင်းကိုပြောပြတာပါနောက်နေ့နောက်နေ့ဒီမှာလဲကျမကကြုံရင်ကြုံတယ်လို့ကျမကြောက်ကလေးဒီအကြောင်းရယ်ကြောက်ကလေးရဲ့အစွမ်းတက်တီဒီ energy ဒီအကြောင်းကိုကျမပြောပြပါမယ်